င်္ဂလာပါရှင်တေတော့မန်တထားမွန် channel ရဲ့ YouTube ပါလားရှင်ဒီနေ့ကမှကျွန်မက collateral reel လေးလုပ်ပါမယ် reel နဲ့တိုက်တယ်လေးကတော့အတင်သတိရနေတဲ့အင်းနဲ့တယောက်တော့သူဟာဘောနော်တင်ရောသတိရနေလားဘောနော်ဒါလေးကိုကြည့်ပါမယ်ဒီ reel လေးကအဲ generate timeless reel ဖြစ်ပါတယ်အဲ့တော့အလုံးနဲ့ reason နဲ့ဖြစ်ချင်မှဖြစ်ဖြစ်မယ်ဘောနော်အဲဒီ reel လေးနဲ့ပတ်သက်ပြီးလည်းအရင်ရေးစီရခြင်းမထားဘူးပြောချင်ပါတယ်ကိုယ်နဲ့ energy ကိုက်ရင်ယူပါ energy မကိုက်လို့ရှင်တော့အဲ video လေးကိုကြုံရလိုက်ပါနော်အဲ့တော့တစ်ဖက်သူရဲ့ energy ဘောနော်အဲ့တော့ ကလတလေးတရားနေတဲ့သူရှိတယ်။တယောက်တော့သူရှင်နေရတယောက်တော့သူပေါ့နော်။ဒီလိုကကိုကိုကိုကလည်းတရားနေတယ်။သူကကိုပြန်တရားနေလားဆိုတော့ကြည့်ပြပါမယ်။အဲ့တော့ဒီမှာကကျမလေးတော်မကလေးနေကျမကြည့်ပြီးတယ်ပေါ့နော်။ Ori ကလေးနဲ့ကြည့်ပြီးထားတယ်။တစ်ဖက်သူကလက်ရှိ energy ဘာရှိမလဲပေါ့နော်။ဘာဖြစ်နေလဲဘယ်လိုနေထားရှိလဲပေါ့နော်။ဒါလေးကြည့်ပြပါမယ်။အဲ give the happiness abundance ပေါ့နော်။အဲ့တော့ လက်ရှိမှာတဖက်သူကတော့လေအစားအရာသူအဆင်ပြေနေရပေါ့နော်အဲအလုပ်လေးသူသူ့ရဲ့အလုပ်ဝင်မှာလည်းသူအဆင်ပြေနေတဲ့ဖြတ်တန်းနေရတဲ့အရာမျိုး gift သူရဆိုတော့လေသူကိုပေါ့နော်လက်ဆောင်ပေးဖို့ပြင်ဆင်နေတဲ့အရာလည်းကျွန်မမြင်နေရတာပေါ့နော်လက်ဆောင်ပေးဖို့အရာပြင်ဆင်နေတဲ့အရာမျိုးဒီလက်ဆောင်ပေးမဲ့အရာလေးရတယ်သူနဲ့ကိုနဲ့ကျွန်မရှိတဲ့အမှတ်တရပေါ့နော်အဲအမှတ်တရ anniversary လိုမျိုးဒါမှမဟုတ်လေအဲ တခုခုပေါ့နော်ကိုယ့်ရဲ့ birthday present လိုမျိုးအဲ့အဲ့လိုမျိုးတခုခုသူ့ဘက်ကနေပေးဖို့စီစဉ်နေတာမျိုးတွေ့ရတယ်ပေါ့နော်လက်ရှိမှာလည်းသူကိုယ့်နဲ့ပတ်သက်ပြီးကိုယ့်အကြောင်းလေးတွေးပြီးပြောရှင်နေတာမျိုးလည်းတွေ့ရတယ်ပေါ့နော်သူ့အလုပ်ငန်းကိုင်ငန်းလေးမှာလည်းသူအဆင်ပြေပြေနဲ့ဖြတ်သန်းနေတာမျိုးမြင်ရတယ်တစ်ဖက်သူပေါ့နော်ဒီမှာမြင်နေရပန်းလေးတော့မြင်နေရတယ်လက်ဆောင်ပေးဖို့သူ့ဘက်ကကိုယ့်ပြင်ဆင်နေတဲ့အရာမျိုးလည်းတွေ့ရတယ်ပေါ့နော်နောက်တစ်ခါကြည့်လိုက်မယ် message တယ်ပေါ့နော် thoughts idea news ပေါ့နော်အဲ့တော့ကိုယ့်ကိုသူပြောစရာစကားလေးရှိနေတာမျိုးတွေ့ရတယ်ပေါ့နော်ဒီကဒီအရာလေးတွေကလည်းကိုယ်နဲ့သူနဲ့ကြားကမှရှိရဲ့အကြောင်းအရာလေးတွေဖြစ်နေတယ်သူတို့သူ့ရဲ့အလုံးနဲ့အလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးပေါ့နော်သူ idea လေးတွေဆွေးနွေးတာမျိုးလေးတွေအကြံဉာဏ်ပေါ့နော်ကိုရှိရအကြံဉာဏ်ယူလာမျိုးဒါမှမဟုတ် तू ကသူနဲ့ကိုယ်နဲ့ချက်မှဟိုဟိုအလုံးနဲ့ပတ်သက်ပြီးဆွေးနွေးဖြစ်တာမျိုးလေးပေါ့အဲ့လိုမျိုးလေးတော့တွေ့ရတယ်သူ့ဘက်ကသူနဲ့ကိုယ်နဲ့ချက်မှလေသူ့ဘက်ကတော့ကိုယ်နဲ့ပတ်သက်ပြီးတော့မှပေါ့နော် ဲတချို့ညာလေးသူပြောစရာစကားလေးရှိနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့စာလေးပို့ဖို့လည်းရှိရသူသူနဲ့ကိုနဲ့ကြမှာသူကပေါ့နော်မအားလက်မအားလက်နေတာမှာသူကလည်းကိုစာလေးပို့ပြီးတော့မှတတိယအကြောင်းလေးပေါ့နော်သူစာလေးပို့ဖို့ပြောတယ်ပြောမယ်ဆိုတော့သူအတွေ့အကြုံရှိနေတာမျိုးပေါ့နော်ဒီမှာမြင်နေရတာကလည်းသူကိုသူလူကိုစာလေးပို့ဖို့ပေါ့နော်စာလေးပို့မယ်စကားလေးပြောမယ်ဆိုတော့အရာတွေ့ရတာပေါ့နော်အော်တိတ်မကြခင်မှာသူကိုစာပို့မယ်အရာလေးပေါ့နော် သူသူဘောနော်လက်ရှိသူစူးစမ်းနေရဲ့အလုံးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကိုပြောပြတာမျိုးလေးတွေပေါ့နော်အဲအဲ့လိုမျိုးလေးတွေ့ရတာတစ်ဖက်သူပါလေလက်ရှိမှာတော့သူအလုံးလည်းနည်းနည်းလေးများနေတာမျိုးတွေ့ရတယ်အလုံးနဲ့ပတ်သက်ပြီးတော့မှသူပေါ့နော်အလုံးလုပ်ဖို့အတွက်သူတို့အလုံးလေးအတွက်သူသူ့ရဲ့ idea စိတ်ကူးလေးတွေကိုပေါ့နော်သူအသုံးပြုတယ် ီသူ့ရဲ့ဘောနော်ဒီ idea သူ့ရဲ့စိတ်ကူးလေးကိုသူအသုံးချပြီးတော့မှသူဘောနော်သူစူးစမ်းနေရတာမျိုးလည်းတွေ့ရတယ်တစ်ဖက်သူကလေအဲ့တော့ကျွန်တော်နောက်တစ်ခါကြည့်မယ်နော် ဲ့အဲ့တော့စာအုပ်လေးတွေ့ရတယ်ဆိုတော့တေချာကတော့တစ်ဖက်သူကလက်ရှိမှာတော့လည်းလေးအဲစာလေးတွေပေါ်နေတော့မှသူအလုံးနဲ့ပတ်သက်တဲ့လေးလာစရာရှိတဲ့အရာလေးဆိုတော့သူလုပ်နေရမျိုးပေါ့နော် education school ဆိုတချို့လေးတွေကလုံးမဝင်တော့မှပေါ့နော်လက်ရှိပညာရေးနဲ့ပတ်သက်ပြီးတော့မှစူးစမ်းနေရတာမျိုးပေါ့နော်ပညာရေးနဲ့ပတ်သက်ပြီးစူးစမ်းနေရတယ်စာရေးလုပ်နေရတယ်ပေါ့နော်အဲကိုယ်နဲ့သက်ဆိုင်တဲ့ knowledge တွေကိုကိုပေါ့နော်တေချာလေးသူတေချာလေးသူ့ဘက်ကနေပြီးတော့မှ collect လေးတစ်ဖက်သူပါဗောနော်ဒီ knowledge တွေကိုတရားစုစည်းပြီးတော့ပြန်လည်ပြီးတော့မှသူအဲအသုံးချဖို့အတွက်လေ့လာနေရတာမျိုးတွေ့ရပါတယ်တစ်ဖက်သူပါလေတချို့လေးကတော့အလုံးလုံငန်းခွင်နဲ့ပတ်သက်တဲ့ဗောနော်အဲ knowledge တွေကိုလေ့လာနေရမျိုးတွေ့ရတယ်ဗောနော်တချို့ကြတော့ကိုယ့်ပညာရေးလက်ရှိမှာပညာရေးနဲ့ပတ်သက်ပြီးပညာရေးကိုယ့်ရဲ့ကိုလေးလာစီးပူးနေတဲ့ပညာရေးမှာဆိုလို့ရှိရင်တရားလေးကို knowledge တွေ သိပညာတွေပေါ့နော်။ဟိုဆောင်းဝဲမှာဆိုလဲဆောင်းဝဲဖြေးရမယ်မှာပါဆောင်းဝဲမှာကိုလေးလိုအပ်တဲ့လေးတာတဲ့အရာတွေကိုပို့ပြီးတော့မှပေါ့နော်။ဟိုရှာဖွေလေ့လာနေတာမျိုးကိုစူးစမ်းနေတာမျိုးပေါ့တွေ့ရတယ်တွေ့ရတယ်ပေါ့နော်။ကိုလည်းတတိယမှုရှိတယ်။ဒါမှလည်းဒီလေးလာပြင်မလဲသူ့တစ်ဖက်မှာလဲကိုနဲ့ပတ်သက်ပြီးတော့မှကို့အကြောင်းတွေတွေ့ပြီးသူ့ဘက်ကဘောနော်စိတ်ပျော်ရွှင်မှုတွေရှိနေရမျိုးတော့တွေ့ရတယ်ဘောနော်ဒီမှာမြင်သူ့ရဲ့လက်ရှိသူ့ရဲ့ energy မှာဆိုရင်ကို့ကိုသတိရနေတာမျိုးလဲတွေ့ရပါတယ်နော် ဲ့တော့ collateral လေးရင်ထဲမှာရှိရတဲ့ဇုံတယောက်က collateral လေးကိုသတိရနေလားပေါ့နော် collateral လေးကသတိရနေရဲ့သူက collateral လေးသတိရနေလားဆိုတာကြည့်ပြပါမယ်ဒီမှာငါကဆွဲမယ်နော်အဆွဲဒီမှာငါကဆွဲမယ်တမိုးနဲ့တမိုး401 ကြမယ်သူကိုတတိယနေပါတယ်เนาะဒီမှာတွေ့ရကိုတတိယနေရဲ့ ace of cup เนาะတတိယနေလက်ရှိသူပေါ့เนาะဟိုသူ့အလုပ်လေးတွေဒါမှမဟုတ်နောက်တစ်ခုတွေ့ရသူ့ရဲ့သူလက်ရှိလုပ်နေရဲ့ပေါ့เนาะသူလေးလာနေရဲ့အရာပညာရေးနဲ့ပတ်သက်တဲ့အရာတွေဖြစ်နေမြဲဒီအရာမှာနည်းနည်းသူစူးစမ်းနေရတယ်ပြင်ပန်းနေရမျိုးလည်းတွေ့ရတယ်ပေါ့เนาะအလုပ်တွေများနေရပေါ့အလုပ်တွေ နည်းနည်းရှုပ်နေတာမျိုးပေါ့နော်။နည်းစိတ်ပြင်းမှန်းနေတာမျိုးလက်ရှိမှာမြင်နေရတယ်။4 hour 4 hour gap ပေါ့နော်။အဲ့တော့ကိုနဲ့လည်းပြန်လဲဘယ်လိုမျိုးလဲ။သူနဲ့ကိုနဲ့တွေ့ရတာကြာရင်သူကိုနဲ့တွေ့ချင်တဲ့စိတ်တွေရှိနေတာမျိုးလည်းမြင်နေရ4 hour gap လက်ရှိနေမှာတော့သူပေါ့နော်ဟိုသူအလုံးနဲ့ပတ်သက်တဲ့စူးစမ်းတဲ့အရာမှာနည်းနည်းတချို့အရာစိတ်တိုင်းမကြတာမျိုးတွေရှိနေတာမျိုးပေါ့နော်။ အဲ emotional ရမ်းရည်သူအလုံးနဲ့ပတ်သက်တဲ့အရာမှဆို emotional နည်းနည်းပြင်းမမှုတွေရှိနေတာမျိုးအဆင်ပြေတာမျိုးနည်းနည်းအခိုက်အတန့်လေးတော့မြင်နေရတယ်ပေါ့နော်တစ်ဖက်သူကလေဒါမှလည်းသူကလေဒီလိုမျိုးအလုံးရှုပ်နေမှလည်းသူကပြျော်ရွှင်နေပဲဖြစ်တဲ့တင်တာမျိုးပေါ့နော် ဖြစ်တဲ့ဖြစ်တဲ့နဲ့သူမျိုးဆိုတာတော့တွေ့ရတယ်ပေါ့နော်သူမှမြင်ရ isoc cup နော် isoc cup လည်းတွေ့ရတယ်ကိုယ်လည်းသတိရတယ်သတိရတဲ့စိတ်လည်းရှိရတွေ့ကျင်တဲ့စိတ်လည်းရှိရပေါ့နော်ဒါလည်းတွေ့ကျင်နေတာမျိုးလည်းတွေ့ရတယ် သူလက်ရှိမှာအလုံးလေးတွေပညာတချို့ဆိုရင်ပညာရေးနဲ့ပတ်သက်တဲ့ပေါ်တော့စူးစမ်းနေတဲ့အပိုင်းမှာ analysis ပြန်မှန်းနေတာမျိုးပေါ့နော်အဲ့လိုမျိုးလေးရောတွေ့ရတယ်ပေါ့နော်အော်ကျွန်တော်နောက်တော့တကယ်ထပ်ဆွဲမယ်ပြစ်စောက်ခါနော်အော်တေချာလာကတော့ကိုယ်တတိယနေရယ်ကိုရှိလဲလာခြင်းနဲ့လာလဲတွေ့မယ်ဆိုတော့အရာမျိုးမြင်နေရတယ်ပေါ့ဒီသူလက်ရှိသူလုပ်နေတဲ့အရာလေးတွေပြီးသွားလို့ရှိရင်ပေါ့နော်အဲ့တော့သူနဲ့ကိုယ်နဲ့ကြားထဲမှာလက်ရှိနေထားမှာဆိုရင်သူဘက်ကကိုယ်အချိန်လေးအချိန်ပေါ့နော် အရင်လိုအရင်မပေးဖြစ်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်သူလုံးတွေချုပ်နေလို့လေအစာရေလုံနေရလို့လည်းဖြစ်နိုင်တယ်ဘောနော်ဒါပေမဲ့သူကိုဒီသူလက်ရှိမှာသူစူးစမ်းနေအရာအလုံးလုံးနေရဲ့ကိစ္စလေး project လေးပဲဖြစ်ကောင်းဖြစ်နိုင်တယ်ဘောဒါလေးပြီးလို့ရှင်သူကိုပြန်ဆက်တယ်မာလေးလာတွေ့မှာမျိုးတွေတွေ့ရပါတယ်နော်တစ်ဖက်သူကလေအာအလောဆက်ထပ်ကြည့်မယ်နော် ူရဲ့ကားရက်အနေချင်းเราจะมาต้มกระทะช่วยอะไรมั้ยเนาะตูตูเนี่ยบ่เนาะละชีการ์ดอันนั้นจูจะมาทัดจิได้อูมาเนาะมาออริกัดน่ะจิบิวายทัดบิเตรอกัดน่ะทัดจิได้มั้ยเนาะต้มกระทะทัดจิได้มั้ยบ่ตูละชีบิโลမျိုးนี้ละชีมาใส่เป็นแม่หมูแล้วชีแต่แม้แล้ว ကြောက်ဖြတ်နေရပေါ့နော်ဒါဟာမစ်နော်ဟာမစ်ဟာမစ်တွေ့ရတယ်တော့တဖတ်သူရဲ့လက်ရှိအန်လက်ရှိကိုကြည့်မယ်ပါရပန်နေတဲ့ကိုယ်လည်းလွမ်းနေတာမျိုးလည်းမြင်နေရတယ်နော်။လည်းလွမ်းနေတာမျိုးပေါ့နော်။သူကနဲ့ပတ်သက်တဲ့အတိတ်တွေလည်းသူသတိရနေရတယ်ဒီမှာကြည့် ကိုယ်ပွေထားသလိုမျိုးတော့ကျွန်မခံစားမိရတယ်။ဒရီးရနေရမျိုးပေါ့နော်။အဲ့လိုမျိုးတွေ့ရတယ်။ဟာမစ်ကတော့ကိုယ်ချီလာဖို့လည်းသူစူးစမ်းနေတယ်။တစ်ဖက်မှာလည်းသူအလုပ်တွေလည်းရှိနေရပေါ့နော်။အဲ့တော့ကိုယ်ချီလာပြဖို့လည်းသူ့မှာစိတ်ကူးတွေအများကြီးရှိရပေါ့နော်။ဒါမှမဟုတ်လည်းလက်ရှိအရာကိုသူဦးစားပေးနေတာမျိုးပေါ့နော်။အဲ့လိုမျိုးတွေ့ရတစ်ဖက်သူကလည်းစာရီပါရဲ့တင့်ကိုပို့ဖို့မဟုတ်ဘူး။ပို့လာမျိုးတွေ့ရတော့စာပို့လာမျိုးသူလိုကိုယ်လည်းလာမတွေ့နိုင်ကြတော့ပေါ့နော်။ နိုင်တော့ကပ်เนาะတေချာတာသူကိုရှိလာဖို့စူးစမ်းနေရလို့လည်းမြင်နေရတာเนาะအတော့ကျွန်မနောက်ထပ်တစ်ခက်လောက်ထပ်ဆွဲကြည့်ပါဦးမယ်အော်တပတ်တူရဲ့ current energy သိချင်ပါတယ်ခွင်းတော့ပါနေကြเนาะခွင်းတော့ပါနေကြ အဟမ်းမိမာဆိုရင်လည်းသူသူပေါ့နော်သူစူးစမ်းနေရတယ်သူလက်ရှိသူတယောက်တည်းသူ့ကိုသူအထီးကျန်တဲ့ခံစားချက်တွေရောရှိနေတာမျိုးပေါ့နော်အခက်ခဲတွေရှိလို့လည်းသူ့သူရင်ဆိုင်ပြီးဖြည့်ရှင်းနေရတာမျိုးပေါ့နော်ကိုရောအရင်သူပြပြလာမျိုးတော့တိတ်မတွေ့ရဘူးတစ်ဖက်သူကလည်းသူ့ကသူပဲဖြည့်ရှင်းသူ့သူပဲဆက်သွားနေတာမျိုးအဲအလုံးနဲ့ပတ်သက်တဲ့အခက်ခဲလေးရှိရဲ့ကိုနဲ့ရတော့သူပြောစရာတွေပဲဖန်တီးမဲ့သူမျိုးဆိုတာမျိုးတော့မြင်နေရတယ်ကိုကိုလည်းတတိယနေလာတယ်ဒီမှာဂျင်နယ်ရော့ကပ်မှာဆိုလဲ သူကိုလာတွေ့ဖို့ရှိရယ်နော်အဲ့တော့လက်ရှိမှာသူနဲ့ကိုနဲ့ပေါ့နော်မတွေ့ဖြစ်ကြသေးဘူးအစိမ်သူဘက်ကကိုအချိန်မပေးဖြစ်ဘူးဆိုရင်သူဘက်ကကိုအချိန်ပေးမဲ့ပေါ့နော်အဲတိတန်ကိုအချိန်ပေးတာမျိုးပေါ့နော်အဲသူဘက်ကဒေးတင်လုပ်ဖို့လေးတွေတွေ့ဖို့စီစဉ်တာမျိုးလေးတွေတိတ်မကြခင်မှာမြင်ရပါတယ်နော်ကိုကိုတွေ့ချင်းစိတ်လက်ရှိနေတာမျိုးသတိရနေတာမျိုးလည်းတွေ့ရတယ်လက်ရှိသူရဲ့ဒီလုံးနဲ့ဆိုင်ရခက်ခဲလေး သူလေးလာနေရဲ့ပေါ့နော်သူပညာရေးနဲ့ပတ်သက်ပြီးတော့မှစူးစမ်းနေရဲ့အပိုင်းမှာလည်းပြင်ပမှုလေးစိတ်ပြင်ပမှုလေးတွေအဆင်ပြေမှုလေးအနှံ့ငယ်ရှိရဲ့ဒါမှမဟုတ်သူအဆင်ပြေအောင်ကြောဖြတ်နေတာမျိုးပေါ့နော်ကိုယ်လည်းဒီမှာဒီ piece of cake piece of cake is of cake နော်ကိုယန္တရိယနေရာမျိုးတွေ့နေရတော့ကိုယန္တရိယနေရယ်အရန်တွေ့ချင်နေရမျိုးခွခွင်းတော့ပန်နေကဲနော်ခွင်းတော့ပန်နေကဲခွင်းတော့ပန်နေကဲဆိုတော့လေ ကိုကြောင်ပေါ်တော့တစ်ဖက်သူကလေသဘောထားကောင်းတဲ့သူမျိုးဆိုတာကျမမြင်တယ်သဘောထားကောင်းတဲ့စိတ်သဘောထားပြည့်စုံရတဲ့သူမျိုးပေါ့နော်အဲ့တော့ကိုကြောင်လေ collective လေးတွေကိုပေါ့နော်ဟိုစိတ်ဟိုစိတ်မရှုပ် စိတ်ပေါ့နော်စိတ်ရှုပ်တာမျိုးလေးတွေပေါ့နော်အနောက်ရှက်ဖြစ်တာမျိုးလေးမဖြစ်စေချင်ဘူးပေါ့နော်ဒီမှာမြင်တာခွင်းတော့ပန်နေကမှာဆိုရင်အဲသူတချို့အဆင်ပြေရလိမ့်ရှိရင်တူတူပဲတက်ခဲဖြည့်ရှင်းပြီးတော့ပဲသူတူသွားနေရမျိုးပေါ့နော်သူကိုယ်နဲ့တွေ့ရင်သူအဆင်ပြေတယ်ပဲပြောမယ်ဒါပေမဲ့သူကအခက်အခဲတချို့အခက်အခဲတချို့ရှိကောင်းရှိနိုင်တယ်ဒီလိုကလေအဲ့တော့လက်ရှိမှာလည်းသူ ေါ့နော်ဒီအလုံးနဲ့ပတ်သက်တဲ့အဆင်ပြေမှုတွေရှိပေမဲ့လည်းသူတေချာလေးသူရုံးကန်ပြီးတော့သွားနေတာမျိုးလေးရောမြင်နေရတယ်ခွင်းတော့ပန်နေကေနော်အဲ့တော့တစ်ဖက်သူကကိုယ်အယမ်းချစ်တာမျိုးလည်းမြင်ရတယ်နော်အယမ်းချစ်တဲ့စာနာသက်သက်သူမျိုးအချင်းတရားပြေးသွားတဲ့သူမျိုးပေါ့နော်နားလည်းမပေးနိုင်တဲ့သူမျိုးဆိုတာမျိုးမြင်နေရတယ်သူဘက်ကပဲကိုယ့်ပေါ့နော်ရှင်ရှင်မြတ်တာလေးပြည့်ဆက်ချင်ပြည့်ဆက်ပြီးတော့မှချစ်ချင်တဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတဲ့ဖက်သူပါလေလိုင်ရော့ကတ်ဆိုတင့်ဝင်လာပြီးတော့မှလာတွေ့မှာပေါ့နော်ရှင်ရှင်မြတ်တာလည်းပတ်သက်ပြီးတော့မှသူ အဲဒီဟိုအပြေးဝကိုကိုနားလဲပေးနိုင်တယ်အပြေးဝချစ်နိုင်ပေးတဲ့သူမျိုးဒီမှာအစ်စဝခန်နဲ့တွေ့ရတယ်ဆိုတော့လေအဲ့တော့ကောလက်တလီသတိရနေရေပေါ့နော်ဒီနေ့မှာရှေ့ဆုံးတယောက်ကကောလက်တလီသတိရနေဆို yes သတိရနေပါတယ်ဒါလည်းတွေ့ချင်နေပါတယ်တွေ့ဖို့လည်းသူဘကစဉ်းမှုတွေလည်းစစ်စင်ထားတဲ့အရာမျိုးတွေတွေ့ရတယ်ပေါ့နော်လက်ရှိသူ့ရဲ့ဒီလက်အလုံငန်းပိုင်းဆိုင်ရာမှာသူလိုအပ်မဲ့အရာလေးတွေကိုဟိုပေါ့နော်တေချာလေးအခက်အခဲလေးရှိရမျိုးသူတမုံအနေချင်းမှာဆိုနည်းနည်းစိတ်သူ နာလေးစိတ်ညစ်ဆရာလေးပေါ့နော်ဒီကြုံရတဲ့ခက်ခဲလေးတွေလုံပိုင်းဆိုင်ရာမှာရှိတာလေးသူဖြစ်ရှင်းနေတာမျိုးလေးတွေစူးစမ်းနေတာမျိုးစူးစမ်းအထောက်နေတာမျိုးလေးတွေတွေ့ရတယ်ပေါ့နော်နာလေးစိတ်ကလေဟိုလက်ရှိဒီနေထားမှာဆိုရင်ကလုံးနဲ့ပတ်သက်ပြီးတော့မှသူ့စိတ်ထဲမှာစိတ်ကျဉ်တဲ့မှုအရင်အပြည့်အဝမရှိသေးဘူးပေါ့နော်။သူစူးစမ်းအထောက်အကူမှာလိုအပ်နေတဲ့အရာမျိုးတွေမှာသူဖြည့်နေတာမျိုးပေါ့စူးစမ်းနေတာမျိုးပေါ့နော်။ အဲ့လိုတွေးရတဲ့ဖက်သူပါလေပညာရေးဆိုတဲ့အတိုင်းပဲသူလက်ရှိစူးစမ်းနေရသူစားလေအပြည့်အဝရေးသူ satisfy ဖြစ်သေးဘူးပေါ့နော်သူစူးစမ်းနေတဲ့ရအောင်သူလုပ်နေရမျိုးလေးပေါ့နော်အဲအဲ့လိုမျိုးတွေးရတဲ့တစ်ဖက်သူကိုယ့်လက်သတိရတယ်ဒါပေမဲ့ဟိုအရင်လိုကိုယ့်အချိန်လေးတိတ်လက်ရှိနေထားမှဆိုမပေးဖြစ်တာမျိုးလေးပေါ့နော်သူဘက်ကအခက်အခဲရှိတာမျိုးလေးဒါဒီလို ိုဥမာလက်ရှိသူဆောင်ရွက်ဖြစ်ဖို့ကိစ္စပြင်ဆင်နေရဆိုဒါလေးပြင်ဆင်ပြီးရတယ်ကိုကိုလာပြီးတွေ့မှာမျိုးလေးပေါ့နော်တွေ့မှာမျိုးစာလေးပို့တာမျိုးဖုန်းနေဆက်တာမျိုးအဲအဲ့လိုမျိုးလေးတွေ့ရပါတယ်တစ်ဖက်သူပါလေအဲ့တော့တစ်ဖက်သူကိုသတိရပါတယ်ကိုတချင်းမြတ်တာတွေအပြေဝရှိရလဲတွေ့ရပါတယ်နော် collateral တွေအဲ collateral တွေကဘယ်လောက်ပါပဲ collateral တွေဒီဖြူလေးကိုကျင်းနေမှာမျိုးနေပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမတို့နောက်ဗီဒီယိုလေးမှာတွေ့ကြမယ်နော်